ာမေးနီးယားကိုရောက်ရင်ဒီနေရာကိုမတော်မိစေနဲ့မိတ်ဆွေကူးမြင်နေရတဲ့မြင်ကွင်းကိုတစ်ချက်လောက်အာရုံစိုက်ကြည့်လိုက်ပါစီးနေတဲ့အကြောင်းမှာမမတ်မောင်မောင်ရက်တည်နေတဲ့ဒီအဆောက်အုံဒါဟာပါလေရှေးဟောင်းနန်းတော်ကြီးတစ်ခုလားဒါမှမဟုတ်သိပ္ပံရုပ်ရှင်တွေကခစ်လွန်ကဘာကနေရာတစ်ခုလားတကယ်တော့ဒါဟာအာမေးနီးယားနိုင်ငံယော်ရပန်မြို့ရဲ့နှလုံးသား The Cascade Complex ပဲဖြစ်ပါလိမ့်ရုပ်ရှင်ပြောရရင်တော့ဒါဟာကဘာကြီးဆုံးလှေကားတွေကြီးတစ်ခုပါပဲ ဒါပေမဲ့ဒီကြောက်တုံးလေကားတွေတည်းမှာတာမန်ထပ်ပူတဲ့တမိုင်းအနုပညာနဲ့လူမျိုးတစ်မျိုးရဲ့မာမာနာတွေပုံကွယ်နေပါလိမ့်ဒီကတ်စကိတ်ဟာမြို့လေကောင်နဲ့တောင်ကုန်းဘုံကလူနေရပ်ကွက်ကိုဆက်သွယ်ပေးထားတဲ့အေယာမဒရာကြီးတပ်ဖွဲ့ပါပဲအာမေးနီးယားရဲ့နာမည်ကျော်ထုံးကြောက်ဖြူတွေကိုအသုံးပြုပြီးတိစောက်ထားတာမို့နေရောင်အောင်မှာဆိုရင်စိတ်မွေးနေလို့တောက်ပါနေပြီးစီးနေနေကြချိန်မှာတော့အေးချမ်းတဲ့ဂန္ဓဝင်အလှကိုစောင်းပါလိမ့်အောက်ခြေကနေအပေါ်ဆုံးရောက်ဖို့လေကားတွေပေါင်း982ထစ်ကိုတက်ရမှာပါနေရဲမြင့်တော့မဟုတ်ပါဘူး ဒါပေမဲ့မောရဖန်ရကောင်းမှမသိအောင်ဒီနေရာကပြူစားထားပါလိ။အစင်တိုင်းလွှာတိုင်းမှာရေပန်းဥယျာဉ်နေခမ်းမရီနဲ့စိတ်ဝင်စားစရာအနည်းပညာလက်ရာတွေပြည့်နှက်နေလို့ပါပဲ။ဒီနေရာရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့သူ့ရဲ့တပိုင်းကြောင်းပါပဲ။1990ပြည်နှစ်လွန်နေဆိုဗီယက်ခေတ်မှာဒီစီမံကိန်းကိုကြီးကြီးကျယ်ကျယ်စတင်ခဲ့ကြပါလိ။ဒါပေမဲ့ကန်ဂျမာကမျက်နှာသာမပေးခဲ့ပါဘူး။1988ခုနှစ်ငလီယင်ဂျီနဲ့1992ခုနှစ်ဆိုဗီယက်ပြည်ထောင်စုပြိုကွဲမှုတွေကြောင့်ဒီစီမံကိန်းကြီးရပ်တန့်သွားခဲ့ရပါလိ။ နေပေါင်းများစွာကြောင့်ဒီနေရာဟောင်းမပြီးမစီပဲရော်ရဘန်မြို့ရဲ့အယိုးကြောင့်ကြီးလို့ဖြစ်နေကြတာပါဒါပေမဲ့2000ပြည့်နှစ်လိုနေမှာတော့အာမေးနီးယားအမေရိကန်တထေးကြီးဂျရက်ကဖေးရှန်ကဒီနေရာကိုပြန်လည်အသက်သွင်းခဲ့ပါတယ်သူဟာဒီနေရာကိုလှေကားတတ်တတ်မဟုတ်ဘဲကမ္ဘာစစ်မြေအမှုပညာပြရိုက်ကြီးတစ်ခုအဖြစ်ပြောင်းလဲပြဖို့ဆုံးဖြတ်ခဲ့ပါတယ်အခုဆိုရင်ဒီ cascade ဟာ Cafe Shan Center of the Arts ဆိုတဲ့နာမည်နဲ့ကဘာကျော်နေပါပြီ။ အပြင်မဲ့လှေကားဒီတေပေါ်မှာရောအတွင်းမဲ့ခန်းမတွေမှာပါခိပြိုင်နုပညာလက်ရပေါင်း9000ကျော်ကိုပြသထားပါသည်အထူးသဖြင့်ကိုလံဘီယန်ဘဘူးစီယာဖာနန်ဒိုဘိုတီရိုရဲ့နာမည်ကြီးဝါဖြိုးတဲ့ကြောင်ယုံကြီးနဲ့အေယာမစစ်တီတော်ရုပ်ထုတွေဟာဒီနေရာရဲ့အသက်ပါပဲလမ်းမရှောင်းရှင်သူတွေအတွက်လည်းအတွင်းမဲ့မှာဓာတ်လီကားတွေဆက်လီကားတွေထည့်သွင်းပေးထားတာကလည်းခင့်မိမှုတစ်ခုပါပဲမောလို့မရက်လိုက်ပါနဲ့ရောအပေါ်ဆုံးတက်ကိုရအောင်တက်ကြည့်လိုက်ပါအဲ့ဒီမှာရရှိမဲ့ဆူလက်ကတန်မိုးမဖြတ်နိုင်ပါဘူး ်အပေါ်ဆုံးအဆင့်ကနေလမ်းကြည့်လိုက်ရင်ဘန်းရောင်တန်းနေတဲ့ရာရပန်မြို့ကြီးရဲ့တမျိုးလုံးကိုစီးမိုးမြင်ရမှာဖြစ်တယ်လို့ရာသီဥတုသားရရင်တမိုင်းဝင်နာမည်ကျော်အာရရက်တောင်ကြီးကိုပါနောက်ခံထားပြီးတော့မြင်တွေ့ရမှာပါကတ်စကာဟာအာမေးနီးယားလူမျိုးတွေရဲ့ဧကန်းဆောင်ကြီးပါပဲကြောက်တုံးနေတဲ့တိဆောက်ထားပေမဲ့ဒီနေရာဟာအေးဆက်မနေပါဘူးအမှုပညာကြီးလူရရဲ့ရီမောတန်နေနဲ့အမြဲတမ်းရှင်သန်လို့နေပါလိကောင်းကင်ကြီးစီကိုဦးတည်နေတဲ့ဒီလေကားတွေဟာအာမေးနီးယားရဲ့ဂုံယူစရာပြရုပ်တစ်ခုဖြစ်ထော်ဘရတီရှိနေမှာဖြစ်ပါလိ